်မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးမုံရွာလမ်းပိုင်းတွင်စစ်ရင်တန်းကိုမိုင်းဆွဲမှုစစ်တပ်ဘက်မှ၅ဦးထိခိုက်သေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စကိုင်းတိုင်းမုံရွာမြို့နယ်မန္တလေးမုံရွာလမ်းပိုင်းတွင်စစ်ရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်တပ်ဘက်မှ၅ဦးထိခိုက်သေဆုံးခဲ့ကြောင်းမုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း၄တက်ခွဲနှစ်တက်ခွဲမှုကိုဝိုင်ဖိုင်က သတင်းဌာနကိုပြောကြားပါတယ် နိုဝင်ဘာလ20ရက်နေ့နနက်9:45မိနစ်ခန့်အချိန်အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှတံပြားကာကသုံးစီးဖြင့်ထွက်လာသော အကြံဖက်စစ်သားများသည်မုံရွာမြို့နယ်မအူဂိတ်သို့ဝင်ရောက်သွားပြီးနောက်ဖော်ကားတစီ12ဘင်းကားတစီဖြင့်ထပ်မံထွက်လာစဉ်ဒေါ်လန်ရေးတပ်ဖွဲ့များကစွမ်းရည်ထက်ခိတ်နှင်းမြေနယ်ခိတ်အကြားတွင်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်ထိုတိုက်ခိုက်မှုတွင်အကြံဖက်စစ်တပ်မှဖော်ကားပေါ်လိုက်ပါလာသောစစ်သား9ဦးထိခိုက်သေးဆုံးမှုရှိပြီးဒေါ်လန်ရေးရဲဘော်များအထူးကံဖြင့်ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည် နာမခကနေမှာဦးကိတ်ကိုစစ်ခွေးတွေတံပြားကကသုံးစီးနဲ့ရောက်လာပြီးတော့အဲ့ဒီကိတ်ကနေ4က12ဘိန်းကနဲ့ပြန်ထွက်လာတော့ကိုကျွန်တော်တို့ကစွမ်းရည်ထက်ကိနေညီနေကိတ်အကြမှာအဝေးထိန်ရှစ်ထွက်မိုင်းတွေနဲ့တိုက်ခိုက်ခဲ့တာပါစစ်ခွေးတွေက9កောင်ကတော့ထိခိုက်သေးဆုံးမှုရှိတယ်ကျွန်တော်တို့တိုက်ခိုက်မှုပြုလုပ်ပြီးအထိကိမရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ပါတယ်ဟုမုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တယင်းလေးတက်ခွဲနှင့်တက်ခွဲမှုကိုဝိုင်ဖိုင်ကပြောဆိုပါတယ် အဆိုပါတိုက်ခိုက်မှုကိုမုံရွာခရိုင်ပြည်သူ့ကောက်ခွေရေးတပ်မတော်တပ်ရင်းလေးတပ်ခွဲနှင့်ငါးမြင်းဆောင်ကွန်မန်ဒိုဖို့စ်ကဦးဆောင်ပြီးမုံရွာခရိုင်ပြည်သူ့ကောက်ခွေရေးတပ်မတော်တပ်ရင်းလေးတပ်ခွဲလေးငါးမြင်းဆောင်တီချာဖို့စ်နှင့်မုံရွာခရိုင်ပြည်သူ့ကောက်ခွေရေးတပ်မတော်တပ်ရင်း28တပ်ခွဲသုံးတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးပြည်သူများအနေဖြင့်မုံရွာမန္တလေးလမ်းပိုင်းတွင်စစ်တပ်ရင်တန်းများနှင့်ကပ်မလိုက်ကြရန်မြစ်တာရက်ခံထားပါသည်ဆလဘီစင်ကူးမျိုးနယ်ကပြည်သူတို့အစတင်စစ်ရှောင်နေဆိုတဲ့တဲ့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် မန္တလေးတိုင်းစင်ကူမြို့နယ်လက်ပံလာရွာကဒေသခံတွေမန္တလေးမြို့ဘက်ကိုစစ်ပေးရှောင်နေကြပြီးစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ရွာလုံးကျွတ်နေပါပျက်စီးနေတယ်လို့ဒေသခံတွေစီကနေသိရပါတယ်စစ်တပ်ကနိုဝင်ဘာလဒုတိယပတ်အတွင်းမှာ၃ရက်ဆက်တိုက်စင်ကူမြို့နယ်ကိုလေကြောင်းကနေပုံကျဲကြတာမို့မရီယာမြို့နယ်ကနေစစ်ပေးလာရှောင်နေတဲ့ပြည်သူ၉ဦးသေဆုံးကပြည်သူတတဆင်လောက်ဒဏ်ရာရရှိခဲ့ပါတယ်ဒါပြင်လက်ပံလာကျွာကိုဇက်တိုက်လေကြောင်းတိုက်ခိုက်နေတာမို့ပြည်သူတွေစစ်ပေးရှောင်လာကြတယ်လို့သိရပါတယ် ။စင်ကူးမျိုးပေါ်ကိုလည်းကြောင်မြောင်တက်ကနေ drone တွေနဲ့လာချတယ်။အခုမြေပြင်ကလည်းမရရဘက်နဲ့တပိတ်ချင်းဘက်ကထိုးစစ်ဆင်နေတော့ကြားညက်တယ်လို့ဖြစ်နေလို့ထွက်ရတုံးထွက်လာတာကြံခဲ့တဲ့သူတွေလည်းရှိသေးတယ်လို့ဒေသခံတအူးကပြောပါရယ်။လက်ပံလာကြီးရွာဟာလည်းလေးချောင်းတိုက်ခိုက်ခံရမှုကြောင့်ရွာပြတ်ကြီးလို့ဖြစ်နေတယ်လို့ဒေသခံတချို့ကပြောပါရယ်။လက်ရှိမှာစစ်တပ်ကမရရမျိုးနယ်မြောက်ဖက်ချမ်းရှိရင်းနသာကြီးရွာမှာတက်ဆွဲထားပြီးစင်ကူးမျိုးနယ်နေဆက်အနီးအထိနီးကပ်နေပြီလို့သိရပါရယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDY PDF နဲ့မဟာမိတ်တပ်တွေကစေကူမြို့နဲ့မြို့နယ်တစ်ခုလုံးကို2024ဇူလိုင်လမှာတိမ့်ပိုက်ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးကြောက်ဖြူမှာအကြံဖက်စစ်တပ်ထိန်းချုပ်ထားတဲ့နေရာတချို့ကိုအာရကတပ်တော် AA ပြန်လည်တိုက်ခိုက်တိမ့်ပိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တိုက်ပွဲတွေပြင်းထန်နေတဲ့ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာစစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့နေရာတချို့ကိုအာရကတပ်တော် AA ကပြန်လည်တိုက်ခိုက်တိမ့်ပိုက်မှုတွေရှိနေတယ်လို့သိရပါတယ်။ လက်ရှိကြောက်ဖြူမြို့နယ်မှာစစ်ကောင်စီတပ်နဲ့အာရခတ်တပ်တော် AA တို့ဟာတိုင်းချောင်းကြီးရွာအနီးတစ်ဝိုက်နဲ့တိုင်းချောင်းတောင်ပေါ်မှာထိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီးအဲဒီနာကစစ်ကောင်စီတပ်ရဲ့စခန်းငယ်တချို့ကို AA ကပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ AA နဲ့နှီးဆက်တဲ့စစ်ရေးတရင်ရင်းမြစ်တွေစီကသိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလဒုတိယပတ်မှာစစ်ကောင်စီတပ်ဟာသူတို့ထိန်းချုပ်ထားတဲ့တိုင်းချောင်းကျေးရွာကနေရေနံတောင်ချောင်းဘွားမင်းပြင်းစတဲ့ကျေးရွာတွေဘက်ကိုစစ်ကြောင်းထိုးလာခဲ့ပေမယ့် AA ရဲ့အကြမ်းဖက်တိုက်ခိုက်မှုကြောင့်ပြန်လည်ဆုတ်ခွာသွားတာတွေလည်းရှိနေတယ်လို့သိရပါတယ်။ ဒါကြောင့်အာရကတက်တော် AA ဟာသူတို့လက်လွတ်ဆုံးရှုံးထားရတဲ့နေရာတွေကိုပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာနေတာဖြစ်ပြီးလက်ရှိမှာစကန်တချို့ကိုတိမ့်ပိုက်ထိန်ချုပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။တိုင်းချောင်းကျွော်အနီးနဲ့တိုင်းချောင်းတောင်တွေမှာတိုက်ပွဲတွေပြင်းထန်နေကြတာပါ။ AA ကမင်းပြင်ကနေတိုင်းချောင်းဘက်ကိုထိုးစစ်ဆင်နေတယ်လို့ကြားရပါတယ်။အဲ့ဒီနေရာတွေဟာအရင်က AA တိမ့်ထားတဲ့နေရာတွေပါ။ဒါကိုပြန်လည်ရရှိဖို့ AA ကတပ်ဖန်ထိုးစစ်ဆင်လာတာပါ။အခုတိုင်းချောင်းရွာအနီးကစကန်တချို့ကိုပြန်လဲတိမ့်မှုတာရှိတယ်လို့ကြားရပါတယ်လို့အေအေနဲ့နှီးဆက်တဲ့စစ်ရေးသတင်းရင်းမြစ်တအူကပြောပါတယ် စစ်ကောင်စီတပ်ဟောင်းလက်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့တိုင်းချောင်းကျေးရွာအနီးကိုလေကြောင်းကားတွေအဆက်မပြတ်ပုံကျဲချတိုက်ခိုက်နေပြီးရေတပ်သင်္ဘောတွေကလည်းလက်နက်ကြီးတွေပစ်ခတ်မှုတွေရှိနေတယ်လို့သိရပါတယ်အလားတူသစ်ပုတ်တောင်ရေးတဲ့စခန်းတညောင်းပတိရေးတဲ့ဌာနချုပ်ကလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာကြောက်ဖြူရန်ပြဲကားလမ်းပိုင်းခွားစုံအနီးရှိပြားတဲ့ကြီးဝအနီးနာတွေမှာအင်အားတရာကျော်နဲ့တက်ဆွဲနေရယူထားတယ်လို့သိရပါဗျ။စစ်ကောင်စီတပ်ဟောင်းကြောက်ဖြူမြို့နယ်မှာအင်အားအများပြားဖြည့်တင်းကအေအေထိန်ချုပ်ထားတဲ့နေရာတွေကိုထိုးစစ်ဆင်တိုက်ခိုက်လာနေတာဖြစ်ပြီး တိုင်းကြောင်မင်းပြင်ရေနံတောင်ချောင်းဝစတဲ့ကျေးရွာတွေကိုစစ်ကြောင်ထိုးထိုးစစ်ဆင်လာတာဟာရံပြဲမျိုးနယ်ကိုဆက်လက်စစ်ကြောင်ထိုးနိုင်ဖို့အတွက်လှုပ်ဆောင်လာနေတာဖြစ်တယ်လို့လဲကြောက်ဖြူဒေသခံစစ်ရေးသတင်းရေးမြစ်တအူကပြောပါတယ်စစ်ကောင်စီတဟောင်းရွေးကောက်ပွဲမကျင်းပခင်အထိတော့ကြောက်ဖြူမျိုးတွေကအေးအေးထိန်းထားတဲ့နေရာတွေကိုရှားတဲ့လောက်ထိုးစစ်ဆင်မဲ့အနေထားပါအခုလဲကြောက်ဖြူမျိုးကိုအင်အားတွေအရန်ဖြည့်တင်ထားပါတယ်တိုင်းချောင်းတို့မင်းပြင်တို့ကိုထိုးစစ်ဆင်လာတာဟာရံပြဲဘက်ကိုဥတီနေတဲ့သဘောဖြစ်ပါတယ်လို့အဆိုပါဒေသခံကဆက်ပြောပါတယ် ။လက်ရှိတိုက်ပွဲတွင်ပြင်းထန်နေတဲ့နေရာတွေရှိခြေရွာပေါင်း20နီးပါးမှဒေသခံ300ကျော်ဟာဘေးလွတ်ရာနေရာတွေကိုထွက်ပြေးတိမ်းရှောင်နေကြရပြီးစားဝတ်နေရေးနေထိုင်ရေးတွေအခက်အခဲတွေရှိနေကြတယ်လို့လည်းကြောက်ဖြူဒေသခံတွေစီကသိရပါတယ်။ကြောက်ဖြူမြို့မှာတရုတ်စီမံကိန်းများစွာရှိနေတဲ့အပြင် စစ်ကောင်စီတပ်ရဲ့ဒဏ္ဍာဝတ်တီရေတပ်ဌာနချုပ်ခလာရ34ခမာရ942ခမာရ943အမှတ်32ရေတပ်ရင်တောင်မော်ကြီးရေတပ်စခန်းအုံကျွင်ရေတပ်ဌာနခွဲတို့ရှိပြီးရေတပ်အင်အားကောင်းတဲ့မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။ ဆက်လက်ပြီးနိုင်ငံတကာရာဇဝတ်ရုံးကဝရံပြေးတရက်ခန်းအဖြစ်လျှောက်ထားခံရသောမင်းအောင်လိုင်တွင်ပြည်သူလူထုကိုကိုစားပြုမိရွေးကောက်ပွဲကိုကျင်းပပြုလုပ်ရန်အခွင့်အာဏာမရှိဘူး KNU ကပြည်သူများကိုထပ်မံအသိပေးတဲ့ဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နိုင်ငံတကာရာဇဝတ်တရားရုံး ICC ကဝရံပြေးတရက်ခန်းအဖြစ်လျှောက်ထားခံရသောမင်းအောင်လိုင်တွင်ပြည်သူလူထုကိုကိုစားပြုမိရွေးကောက်ပွဲကိုကျင်းပပြုလုပ်ရန်အခွင့်အာဏာမရှိကြောင်းကရင်အမျိုးသားအစည်းအရုံး KNU ကပြည်သူများထံသို့တရားဝင်အသိပေးကြေညာပါတယ်။ လက်ရှိစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကို KNU အနေဖြင့်လုံးဝဆန့်ကျင်ပြီးပြည်သူများအနေဖြင့်လည်းသမိုင်းတရခမ်းမဖြစ်ဖို့အထူးရောက်ရွေးကောက်ပွဲကိုဆန့်ကျင်ဖို့ဟူသောကြွေးကြော်တန်ဖြင့်ဆန့်ကျင်ရမည်ဖြစ်ကြောင်းစစ်ကောင်စီစစ်ကော်မရှင်ပြုလုပ်မဲ့လွတ်လပ်မှုမရှိနိုင်ငံတကာအသိအမှတ်မပြုသောထောင်ချောက်ဆင်အထူးရောက်ရွေးကောက်ပွဲကိုကော်တူလေးနဲ့မြန်မာတပြည်လုံးရှိတိုင်းရင်းသားပြည်သူလူထုအားလုံးခံကွက်ဆန့်ကျင်ကြရန် KNU ကထပ်မံနှိုးဆော်ထားပါတယ် လက်ရှိစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲတွင်မဆင်မမှန်အထူးရောက်ရွေးကောက်ပွဲသာဖြစ်ကြောင်းပေါ်လွင်ထင်ရှားစေသည့်အချက်များတွင်ရွေးကောက်ပွဲကျင်းပရန်ခွင့်အာဏာမရှိသောသူပြုလုပ်သည့်ရွေးကောက်ပွဲသည်အထူးရောက်သာဖြစ်ကြောင်းဥပဒေကြောင့်အရတရားမဝင်သောရွေးကောက်ပွဲသည်အထူးရောက်သာဖြစ်ကြောင်းလွတ်လပ်မှုနှင့်တရားမျှတမှုမရှိသောရွေးကောက်ပွဲသည်အထူးရောက်သာဖြစ်ကြောင်းပြည်သူလူထုစံနာမှာပါပြည်သူလူထုသဘောနှင့်ကိုက်ညီမှုမရှိသောရွှေကောက်ပွဲသည်အတုရောက်တာဖြစ်ကြောင်းစေမံသောနိုင်ငံရေးဖြည့်ရှင်းချက်မဟုတ်သောရွှေကောက်ပွဲသည်အတုရောက်တာဖြစ်ကြောင်း ် NUG ကပြည်သူများထံသို့အသိပေးပါရယ်။အရေးကြီးသောအချက်ဖြစ်သည့်ရွေးကောက်ပွဲကျင်းပရန်အခွင့်အာဏာမှာမေအောင်လိုင်ဦးဆောင်သောစစ်တပ်ထံတွင်မရှိကြောင်းမေအောင်လိုင်နှင့်စစ်တပ်က2021ခုနှစ်ဖေဖော်ဝါရီလတရနေ့မှစတင်၍လက်နက်ဖြင့်အာဏာကိုလူယူခဲ့ပြီးပြည်သူလူထုကိုမတရားဖမ်းဆီးတပ်ဖြတ်ခြင်း၄ချောင်းတိုက်ခိုက်မှုများဘာသာရေးအစအုံနှင့်စာတင်ချောင်းများကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခြင်းများဇက်တိုက်ကျူးလွန်လျက်ရှိကြောင်းမြောင်းလိုင်းနှင့်အပေါင်းအပါစီဘိုလ်ချုပ်များမှနိုင်ငံတကာရာဇဝတ်တရားရုံးက ဝရန်တရခန့်အဖြစ်လျှောက်ထားခံရသူဖြစ်ကြောင်း KNU ကပြောဆိုပါတယ်တို့ဖြစ်၍ပြည်သူလူထုအပေါ်ရရက်ဆက်ဆက်ရာဇဝတ်မှုများကျူးလွန်နေသူအဖြစ်၎င်းဝရန်တရခန့်အဖြစ်လျှောက်ထားခံရသူဖြစ်၎င်းပြည်သူလူထုကိုစားပြုမည်ဆိုသည့်ရွေးကောက်ပွဲကိုဤသို့သောနိလန့်နှင့်မြကျင်းပပြုလုပ်ရန်အခွင့်အာဏာမရှိကြောင်း KNU ကသဘောထားထုတ်ပြန်ပါတယ် ထို့ပြင်မေအောင်လိုက်မှကောက်ခွဲရေးဦးစီးချုပ်အဖြစ်နိုင်ငံဝန်ထမ်းဖြစ်သူမှယာယီသမရယာဒူးကိုပါလက်ကင်ထားပြီးဆောင်ရွက်မှုတို့မှဖွဲ့စည်းပုံအခြေခံဥပဒေကိုယနေ့တိုင်လိုသလိုအသုံးချပြီးလှုပ်ဆောင်နေသည့်အတွက်စစ်ပုံကံမှုနိုင်ငံတော်ကိုတစ္ဆာဖောက်ဖျက်ပုံခံခြင်းဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များကိုတမင်တကာသို့မဟုတ်ရည်ရွယ်ချက်ရှိရှိဖြင့်ဖောက်ဖျက်ကျူးလွန်ခြင်းတို့ကိုအထင်ရှားကျူးလွန်သူများပင်ဖြစ်ကြောင်း KNU ကထောက်ပြထားပါသည်ကျမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။